ချင်းချားလို့ရတဲ့စစ်တပါကွာအာကာထုံးလို့ရတဲ့စစ်တပါကွာအဲအဲ့အရေးသားတွေအဲ့လိုပြောဆိုရေးဒီနိုင်ငံရဲ့လူပိန်းချုပ်တော်တော်များပြောကြတယ်တဲ့အဲ့နဲ့တခုမြင်နေတာဘာအဓိပ္ပာယ်နဲ့ပြောရလဲအဲ့လားဘာအကြောင်းအရာနဲ့ပြောရလဲအချက်ရစီရအောင်သိငယ်ရအောင်လားဘယ်လိုပြောကြည့်ရမလဲလို့ခုလက်ရှိနိုင်ငံတွေစစ်ဖြစ်နေကြတာရုရှားတို့ဘာလို့စူပါဝါနိုင်ငံကြီးတွေအဲ့စစ်တိုင်းတော့ကြည့်လိုက် စုပ်ပြတ်တဲ့ညစ်ပတ်တယ်ရှိတယ်မှာအဲ့ဒါစည့်ရဲ့အနိဋ္ဌာအယုံပဲနော်စည့်ရဲ့အနိဋ္ဌာအယုံပဲထိုင်းမြစ်တယ်မလို့ကယောက်ျားကြီးဒီကောင်ကဝဲဝဲယူကြော့နေအောင်ထိုးလူငယ်တွေကိုတော်တဲ့ညခေါ်အဲလူမွေးလူကောင်အရင်ရတဲ့ဆိုင်လူမွေးလူကောင်ပြောင်းသွားတယ်ဟလာပြီးရင်မိုးကလေးနဲ့မိုးရတယ်ကတည့်လောက်အိပ်ပိုင်းမင်းပထမလေးဟလာငါတို့ကဘလို့ပြစက်ရတာဟလာမင်းတို့ကြာပြောရှင်ကလေးဟာဘာဖြစ်ညာဖြစ်တယ်စစ်သားတွေဘယ်တုန်းကမှ ်ဒါဘယ်စစ်သားမှလည်းမပြောခဲ့ဘူးဟုတ်ပြီလားအဲ့ဒါဝိစရာဟုတ်ပြီလားမင်းတို့ကမင်းတို့ရွေးချယ်တယ်မင်းတို့ပေါ်မှာမင်းတို့ကရှောက်လန်းတာအမင်းတို့စောက်ပမိုင်းနော်ကျုံတွေ့လာခံစားရမှာဟုတ်ပြီလားကိုစစ်သားလို့ကျုံစစ်တက်ဝင်ခဲ့တာနော်ဒါတွေကျုံတွေ့ရမှာဆိုတော့ဟုတ်ပြီလားလူမ်းတည်တယ်စပြီးတင်နေအောင်ရောက်ပြီဆိုတော့ကာဝဆင်း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 အပေါက်ကမစင်းအဖေမေးဘာကောင်ကြီးဖြစ်နေလေဒီဆိုင်ပေါ်မှာခြေတာခဲ့လား အသွေးရတဲ့တပိတ်ပဲရှိတယ်။ခြံစည်းကိုဒီအပေါက်ထဲဝင်ပြီဆိုတာ ਨੇ ။နော်။အာငါတော့အမိရောဘလို့ထားခဲ့လိုက်။ဟုတ်ပြီလား။အဲ့တော့ဘာလို့ချင်းကြဖြစ်ကလဲ။နော်။ဘာလို့အာကာထုံးပေါင်းဖြစ်ကလဲ။အဲ့ဒီလိုစကားတွေအဲ့ဒီလိုပြောတွေပြောကြတယ်မြန်မာနိုင်ငံကလူပိန်းချူမင်းတို့ဘလူမျိုးအတွေးခေါ်တွေ ਨੇ ဘလောက်တိအုံနောက်မရှိဘဲနဲ့သူများကြီးတို့လိုက်ရေးကြတယ်ဆိုတော့ရှင်းပြမယ်။နော်။အဲ့တော့တိုက်ခိုက်ရေးတက်ကနေပြီးတော့လယုံတက်ကိုမပြောင်းခင် နောက်ဆုံးတိုက်ခဲ့ရတဲ့တိုက်ပွဲကကျုံတော်ရေတခုလမ်းကြောင်းကြီးတိုက်ကတာနော်မောင်လေးတို့အဲဘုံကြီးစောချစ်သူတို့နဲ့အဲတက်မှတ်၄၄အာလေးလေးသုံးပြူပါနဲ့အဲတော့လေးလေးသုံးပြူပါကပြူအောင်မှုကတင်းတန်းတက်နေတာနော်မင်းတို့ပြောတဲ့မင်းတို့စစ်ပြေးပြောတယ်လေဟိုစစ်ပြေးဟိုဆော့ဖ်ဝဲထက်ညတို့ပြောတဲ့ဂျီဝမ်းကစစ်စင်တောင်းအောင်ထမ်းတော့ရတယ်ဆိုအဲ့တော့အဲ့ဒီပြူအောင်မှုကတင်းတန်းတက်ရောက်နေတယ်ပြုတော့နောက်တန်းမှရှိတဲ့ဂျီဝမ်းက အုတ်ချုံမှုလို့ကြည်ပန်းကခိတ္တပြူအောင်မှုနဲ့ရှေ့တန်းတက်ပြီးတော့ကွန်မန်ဒါလောက်ရတယ်ဟုတ်ပြီနော်ဘာကြောင့်ဂျီဝမ်ကရှေ့တန်းထွက်လာလဲဆိုတော့နားလဲပြီလားတခါရှင်းပြတာအဲ့တော့အဲ့မှာတိုက်ရောဟုတ်ပြီလားအဲ့ဒီအချိန်တော့အောက်မှာကနော်ငင်းအောင်ကြီးအောက်မှာကဒီဇင်ဘာလကြီးနော်အောက်မှာကချက်စီးပေါင်းပြီးအပြားလေးမောင်းနေခွေတာနော်အပေါ်ကစစ်စစ်ကြီးပစိုးကြီးပေါ့လေးပေါ့လေးပြီးတော့ဆလွယ်ကြီးကရင်ကြီးကရိုးတော်မွေး ဖွဲ့စည်းပုံရမြို့ရစစ်တပ်ဖြစ်တဲ့အတွက် MA3 ခရရเนาะ MA3 လွယ်ပြီးစစ်တပ်ညမကြရင်ဖတ်ပြီးအိတ်ကြတာအေးလို့ခိုက်တော့အေးလက်ချင်းဟိုတီတီခီတောင်တောင်ကြားထဲမှာအန်ကျော်ကုန်းလို့ဘိုးလောင်ကုန်းလို့အဲကြားထဲမှာเนาะအိတ်ခေရတာအဲ့တော့မိမိတယောက်မိမိကန်ဆောင်တဲ့လက်နဲ့ခေရန် နော်မိမိကန်ဆောင်တဲ့လက်ဥမာ RPG သမားဆို RPG ဘုံစီရအစမလက်နဲ့ကြည့်တော့အမိတ်ဆက်မလို့အဲနော်အပီရီယာတို့အစပါနော်အဲ60ဘုံစီတွေဆိုရင်အဲမိမိရဲ့ခရမ်းလေးအဲ့ဘုံစီမော်ဒာကြီးရအစပါတယ်နောက်တစ်ခုအာဒီဆက်လက်ဆိုဆက်လက်သမားနော်မိမိကြည်ဖွဲ့စည်းပုံရမိမိလက်နဲ့ရဲ့မိမိခရမ်းကိုမိမိကန်ရတယ်လို့မိမိတက်ခွဲရဲ့ပါတဲ့လူအားလုံးစားလို့ရတာတပတ်စာရိတ်ခါပါတယ်ပြီးစီတုခွဲတာနေပါတယ်နော်အများကြီးအများကြီးပြီးရင် တခွဲခရံခွဲတန်းနေပါသေးတယ်နော်ဝေပုံကြခွဲတာပြီးရင်တရင်တရင်ကစစ်ကြောင်းလေးစစ်ကြောင်းလေးရှိတယ်တရင်ခွဲစည်းပုံရလက်ပါစီပါလာတဲ့လက်နဲ့ခရံလေးရဲ့ခရံလေးကတော့ပါတယ်အဲ့ဒီဝေးတည်အဲ့ဒီခရံလက်ကနဲ့ခရံအချွန်တက်ရလို့မင်းတို့ကကြောက်ပိတ်တယ်မှာကြည့်လို့ရင်ရောဆော်ရဲသွားတယ်ဆိုကြောက်ပိတ်တာအထည့်ပြီးအဲတစ်ဖက်တည့်ရလားနေလားမင်းတို့ခါပုတ်အောင်မယ်နော်ခါပုတ်အောင်မယ်အဲ့ဒီကြောက်ပိတ်ရောဘယ်လောက်ဒီမင်းပိုးနိုင်မှာလဲတည့်ရလားနေရလားတလား နှင်းနဲ့ချီပြီးလမ်းလျှောက်ပြီးစတဲ့ကားချီတက်ပြီးစတဲ့ကားဟုတ်ပြီနော်အမေနိုင်ငံရေးစပြင်တော့3နှစ်နဲ့ကြာတယ်နော်3နှစ်လောက်ရှေးလမ်းပြောင်းနေတက်တယ်ရှိတယ်ဟုတ်ပြီနော်ဟုတ်ပြီလားမင်းနားလဲလားအဲ့တော့မင်းပြီးပိုင်ပိုင်ဆိုင်နဲ့ဥမာယူနီဖောင်းလို့နော်ဒေါ်စီတို့အစနော်မင်းပြီးပိုင်ဆောင်နဲ့အဝေးစားတဲ့အားလုံးအစပြီးခြုံခြုံနဲ့စောင်းအောင်အကုန်လွတ်ပြတာနော်ဝိတ်တားလီတာဘလောက်လီးတယ်လို့ထင်လဲ စစ်သားတွေစစ်တပ်ခင်းပြတယ်ဆိုတော့မိမိကိုယ်ပိုင်ပစ္စည်းရတာမိမိကိုယ်ပိုင်ပစ္စည်းအဲ့တော့အဲ့ဒီဝိတ်ဒီအားလုံးသင်နိုင်ဖို့တော့မာကြောတဲ့တောင်းတောင်းလို့လေအဲ့တောင်းလည်းဘယ်သူမှမရက်ပြေဘူးသင်ရတယ်မအေးမအေးရင်စစ်တပ်ကနေစစ်တပ်တဲ့ဝင်လာတောင်းလည်းမရက်တယ်ပလိုင်းလည်းမရက်တယ်နော်မို့ဖုခောက်ရှစ်ပြူးလေးနဲ့သွားပြီးတော့ဝလုံးတလုံးတော့ခုတ်မနော်ခုတ်ပြီနှီးထိုးသင်ဘလို့ရက်ဆရာကြီးရဲ့စီနီယာအစားသင်ပြီးတယ်တောင်းရက်တယ်နော်ပလိုင်းရက်တယ် အတိုက်ခိုက်စစ်သားဖြစ်လာလို့ပြီးရင်မှရက်ပြီးရင်ကျောဘေးကကျိုးဖြုတ်အဲ့မှာပြန်ပြီးတော့ဖနှချုပ်အဲ့ဒါရေချာခိုင်အောင်ပြန်ချုပ်တန်းအပေါ်တန်းအောင်တည်းပြီးနားမယ်ဆိုတောင်းလေးမိပြီသူတို့နားရောထိုင်ပြီးတော့တောင်းမယ်ဆိုထားတော့လေနော်ပြီးရင်မနိုင်ဘူးဆိုရင်အော်နော်ဝိကတားလေးတဲ့ခါကျတော့အဲ့မှာကျိုးစားထုတ်ခေါင်းကနေဒီလိုမျိုးပိုးဟုတ်လားမိပိုင်ပိုင်နဲ့အာအချုံနဲ့အဲ့ဒါစအဝစားအကုန်ယူနီဖောင်းအစားတော်စီတော်လေလိုညက်ပနနဲ့စစ်တိုင်းထက်တာ ရေရုံးစတန်တက်တာအကုန်လွတ်ပြစ်ခဲ့ရထုတ်ပေးခဲ့တဲ့ဟိုတခွဲခရံခွဲရခရံတို့တရင်ခွဲရခရံတို့ရိတ်ခါတွေမိမိရဲ့ကလနဲ့ခရံတွေအားလုံးလွတ်ပြစ်လို့မရအောင်အဲ့ဒါကြီးကြံကတဲ့စီတွေပျောက်ရှာရင်ထောင်ကြတယ်ရော့ရရင်ထောင်ကြတယ်ပျောက်ရရင်ထောင်ကြတယ်ဟုတ်ပြီလားမသိအဲ့ဒါပါမင်းတို့ကြိုးပုတ်ရတဲ့ထွက်ပါဟာလားဘောကြီးကိုမင်းတို့ရုပ်ရှင်စံတိုင်းမတွေးနဲ့နော်စောက်ဘောတွေးရင်လည်းရုပ်ရှင်စံမတွေးကြနဲ့ဟုတ်ပြီလားမင်း စိတ်ရဲ့အနှိဋ္ဌာရုံတော့ပျော်ရွှင်ခြင်းတော့မရှိဘူးဟုတ်တော့ပင်မရှိဘူးတောင်ကြားတောင်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 တက်ဟုတ်လားတွားနေရတာဟိုးတော်တဲ့တောင်ထဲမှာမိပိုင်ဆိုင်ပိုင်ဆိုင်နေရတယ်အလုံးလှစ်ပြခဲ့ရတော့အဲ့လိုဖြစ်သွားတာဟုတ်ပြီလားဘလောက်လီးလဲဆိုရင်မင်းတို့တွားပိုးကြည့်မင်းတို့ပြည်သူစစ်မှုထမ်းနဲ့ဟိုကြုံတွေ့လာလို့စသားဖြစ်ခဲ့မယ်ဆိုရင်မိမိတို့ရဲ့အဲအစင်တန်းရပညာရည်ရှင်းတွေနဲ့အဲမင်းတို့တက်ခိုက်တရရောက်ရှိခဲ့မယ်ဆိုရင်နော် ဒါပြုစင်မှုနဲ့အမှုတွေအားလုံးကရှည်တမ်းမထွက်ပါဘူးเนาะအော်ဒါသူ့ရဲ့ခွဲတမ်းပေါ့เนาะခွဲတမ်းရဒါတက်လေယုံတက်တွေအတက်ခိုက်တက်တွေခွဲတမ်းရခွဲမိပေါ့เนาะခွဲမိအဲကြားတက်ကိုတောင်းသားဆက်ထမ်းတော့အောင်အဲ့တော့အဲ့လိုရခဲ့တဲ့ခါကျရင်တုံတွေ့ခါကျရင်ဟောဟုတ်ပြီလားเนาะမေးကြည့်ငွေချင်းနေเนาะဟုတ်ပြီလားဘယ်လောက်လေးလဲအဲ့တော့အဲ့အချိန်မှာလေနောက်ထပ်လေပစ္စည်းပစ္စည်းတခုထက်ပြီးရယူသွားပါအောင်မယူရင်ဘူးမှာ ဟုတ်ကဲ့အမင်းတို့ပြောလိုက်ရစစ်သားတွေကကြာစကြောင်းချိုးပြီးတော့ပြည်သူလူပစ္စည်းတွေဘလုံးဘာမှထပ်မတင်ခြင်းမလို့ဘာမှထပ်မတင်နော်ဘာမှထပ်မတင်ခြင်းအဲ့ဒီကြီးကြံတဲ့ပစ္စည်းတွေတော့မှလွှတ်ထောက်လွှတ်ပြင်းထောင်ချပြောက်ရင်ထောင်မှကြောက်ထောင်ကြောက်မှမလို့လေးကံပြီးတည်တာနော်ပခုံးနဲ့တည်မနိုင်လို့တော့မှကောင်းတဲ့ရုပ်ထုတ်ပြီးတော့တည်ရတာဟုတ်ကဲ့နော်ဒီနေ့တည်မနိုင်လို့ပါတော့ရတယ်ချင်းကြတဲ့ဘာဝိတ်များတော့ထည့်ပြီးတော့မရှိဘလောက်လိချစ်တတ်နေလေလေးကျင်နိုင်ပါရဲ့စာမင်းတို့ ဒါဆိုရပါလောက်မတူဘူးမဟုတ်ဟုတ်ပြီလားမသိအဲ့တော့မင်းတို့တွေကဘယ်လိုလဲဆိုတော့သူများကြီးတို့လိုက်အမောင်တောင်မောင်မသိဘူးကိုယ်တိုင်းဂျုံလို့တာမဂျုံလို့အချောင်းရကိစ္စတဲ့ခုကိုတရားတိလာတာမသိဘူးနော်ဘယ်လိုအတိတ်ပဲနေလဲဘယ်လိုဘယ်လိုအတွေးခေါ်နေလဲဒီစကားတွေပြောကြတာလည်းမသိဘူးဟုတ်ပြီလားမသိဘူးနော်